ဟိုရှိရှိတုန်းကအောင်မင်းတို့မိသားစုဟာမြို့ကိုအရန်ဝေးတဲ့နေရာတနေရာမှာနှစ်ပေါင်းများစွာဆွန့်ပစ်ထားတဲ့အိမ်အိုကြီးကိုပြောင်းလာကြတယ်။အိမ်ကအပြင်ပန်းကြည့်ရင်ခန်းသားပေမဲ့အတွင်းထဲမှာတော့မောင်မီးပြီးတစ်သားနဲ့ဟောင်းတွေကဆွဲထင်နေတဲ့အိမ်ရှိခန်းထဲမှာတော့ထူးဆန်းတဲ့အရာတစ်ခုရှိနေတယ်။အဲ့ဒါကတော့ထိုင်ကုန်ဟောင်းတစ်ခုပေါ်မှာတင်ထားတဲ့လူရွယ်စားရှိတဲ့တစ်သားရုပ်တရုပ်ပဲမျက်နှာကပြုံးနေတယ်။ဒါပေမဲ့မျက်လုံးတွေကတော့မှန်သားလို့အယောင်တောက်နေပြီးကြည့်နေသူကိုစိုက်ကြည့်နေတယ်လို့ခံစားရတယ်။ အောင်မင်းရဲ့ဇနီးဒေါခင်ကြီးကဒီတတရုပ်ကြီးကိုဖယ်လိုက်ရင် ကောင်းမယ်တော့ကြည်ရတာတမျိုးကြီးပဲကီလို့ပြောတယ်ဒါပေမဲ့အောင်မင်းကအိမ်ဟောင်းရဲ့အမွေနှစ်ပဲလေထားလိုက်ပါ ਈ ဆိုပြီးကောင်းငိမ့်လိုက်တယ်။ဒါအပြင်အောင်မင်းတို့ရဲ့အိမ်ခန်းထဲမှာမျက်နှာပြင်မှာအဆက်ပြောက်တွေအညိုကွက်တွေနဲ့မောင်မင်းနေတဲ့မှန်ဟောင်းကြီးတစ်ချက်ကလည်းနေရမှာချိတ်ထားတဲ့ညအမောင်ထဲမှာမန်ကိုကြည့်ရင်ကိုကိုကိုမဟုတ်ပဲတစုံတစ်ယောက်ရဲ့ပုံရိပ်ကိုမြင်ရတယ်လို့ခံစားရတယ်။ ပထမဆုံးညမှာပဲထူဆန်းမှုတွေစပါတော့တယ်။ညတန်းကောင်ကြော်လောက်မှာအောင်မင်းတယောက်အိယာကနိုးလာတဲ့အခန်းတကားပြင်ဘက်ကနေခြေတံဖွက်ဖွက်လေးတစ်ခုကိုသူကြလိုက်ရတဲ့ခြေတံကနေတဲ့စီးချက်ညိတယ်ပြီးတော့အခန်းရှိမှာရက်သွားတဲ့အောင်မင်းထိတ်လန့်သွားပြီးအသက်ကိုအောင့်ပြီးနားထောင်နေလိုက်တဲ့တကားဝက်ကနေတပြင်းချတန်တဲ့တဲ့လေးတစ်ခုကိုကြားလိုက်ရတဲ့အဲ့ဒီနောက်မှာတော့ခြေတံကတဖြည်းဖြည်းနဲ့အင်းရှိခံဘက်ကိုဥတီသွားပြီးတိတ်ဆိတ်သွားတဲ့အောင်မင်းထက်ကြည့်ဖို့တတိမရှိဘူးမနဲ့ရောက်တော့အောင်မင်းကတော်ခင်ကြီးကိုပြောပြပေးမယ်သူမကကြီးအိမ်မှာ မေတ္တာဖြစ်မှာပါရှင်ကီလို့ပေါ့ပေါ့တန်တန်ပဲသဘောထားလိုက်တယ်။ဒါပေမဲ့ဒုတိယညမှာတော့ဒေါခင်ကြီးဟာကြုံရပါတော့တယ်။သူမအိယာကနိုးလာတော့မျက်နှာချင်းဆိုင်မန်ဟောင်းကြီးကိုကြီးမိတယ်။မန်တဲမှာသူမကိုသူမမြင်နေရပေမဲ့တခုခုကတော့တခုခုမှနေတာကိုခံစားနေရတယ်။သူမရဲ့ပုံရိပ်ကပြောမနေဘူး။ဒါပေမဲ့မျက်လုံးတွေကတော့အပြင်ကတစ်သားရုပ်ရဲ့မျက်လုံးတွေလိုပဲပြောင်းလဲနေပြီးကြောက်စရာကောင်းတဲ့အပြုံးတစ်ခုကိုပိုင်းဆိုင်ထားတဲ့ဒေါခင်ကြီးကထိတ်လန့်တကြအော်လိုက်ပြီးအောင်မင်းကိုတွန်းနှိုးလိုက်တယ်။အောင်မင်းနိုးလာပြီးမန်ကိုကြီးလိုက်တော့ပုံမှန်တိုင်း မောင်မင်းနေတဲ့မှန်ဟောင်းကြီးကိုသာမြင်ရတဲ့ဒေါခင်ကြီးဟာစိတ်အာယုံချောက်ချတာပဲဖြစ်မယ်လို့အောင်မင်းကပြောလိုက်ပါတယ်။တတိယညမှာတော့တစ်သားယုတ်ကအခန်းထဲရောက်လာတဲ့အောင်မင်းနဲ့ဒေါခင်ကြီးနှစ်ယောက်လုံးအိမ်မောကျနေတော့ယုတ်တရက်အခန်းထဲမှာတစ်သားပုတ်တိုက်တန်တစ်ခုကိုကြားလိုက်ရတဲ့နှစ်ယောက်လုံးမျက်လုံးခွင်းကြည့်လိုက်တော့အခန်းထောက်မှာရှိတဲ့မှန်ဟောင်းကြီးရဲ့အရှိမတစ်သားယုတ်ကြီးကမတည့်ရက်နေတဲ့မောင်ဒီပေမဲ့ပြောင်းလဲနေတဲ့မှန်မျက်လုံးနှလုံးကသူတို့ကိုစိုက်ကြည့်နေတာကိုမြင်နေရတဲ့အဲ့ဒီနောက်တစ်သားယုတ်ကြီးကဖြည်းဖြည်းချင်းသူတို့စီကိုဦးတီလန်းလာနေတာကိုတွေးလိုက်ရတဲ့ဒေါခင်ကြီးဟာထွက်ပြေး ေးဖို့ကြာ။ဥစားပေမဲ့ဒုက္ခနာကိုကလှုပ်လို့မရအောင်အေးဆက်နေတဲ့စွမ်းအင်တစ်ခုကဖိထားသလိုဖြစ်နေတဲ့တစ်သားယုတ်ကြီးကကတင်နာရောက်လာပြီးလက်တစ်ဖက်ကိုမြောက်လိုက်တဲ့အောင်မင်းတို့ကြည့်နေတော့မှပဲတစ်သားယုတ်ကြီးရဲ့ပါဇက်ကတိုးညင်းပြီးနာကျင်နေတဲ့အမျိုးသမီးအတန်ထွက်လာတယ်။အင်းက လွမြောက်ခြင်းနဲ့ဒီအဲ့ဒီလိုပြောပြီးတာနဲ့တစ်သားယုတ်ကြီးရဲ့မျက်လုံးတွေကအလွန်တရာတောက်ပလာပြီးမန်ဟောင်းကြီးဘက်ကိုလှဲလိုက်တယ်မန်တဲမှာတော့တစ်သားယုတ်ရဲ့ပုံရိပ်နေရာမှာမျက်ရည်တွေနဲ့ဖုံးလွှမ်းနေတဲ့အမျိုးသမီးတဦးရဲ့မျက်နှာကိုထင်ထင်ရှားရှားမြင်လိုက်ရတယ်သူမရဲ့ခန္ဓာကိုယ်ဟာတစ်သားယုတ်ထဲမှာပိတ်မိနေတယ်လို့မျိုးဖြစ်နေတယ်တစ်သားယုတ်ကြီးကမန်ကိုကြည့်နေရင်ပြုံးလိုက်တဲ့အခါမန်တဲကအမျိုးသမီးရဲ့မျက်နှာကထိတ်လန့်တကြားအော်ဟစ်တဲ့အမူအရာကိုပြောင်းသွားပြီးမန်မျက်နှာပြင်တစ်ခုလုံးအကွဲတန်တဲ့အတူကျင်းမောသွားတော့တယ် မှန်ကွဲသွားတဲ့အချိန်မှာပဲတစ်သားယုတ်ကြီးကမြေပြင်ပေါ်ကိုချက်ချင်းလဲကျသွားပြီးငြိမ်သက်သွားတယ် အောင်မင်းတို့နှစ်ယောက်လုံးလှုပ်လို့ရတော့မှအခန်းထဲကနေထွက်ပြေးခဲ့ကြတယ်မနေ့ရောက်တော့သူတို့အိမ်ထဲပြန်ဝင်ကြည့်ကြတယ်အိမ်ရှိခန်းမှာတစ်သားယုတ်ကြီးကပုံမှန်တိုင်းထိုင်ကုန်ဟောင်းပေါ်မှာပြန်ရောက်နေတယ်ဒါပေမဲ့သူ့ရဲ့ပျောက်လက်နေတဲ့မျက်လုံးတွေကတော့ကွဲအပ်နေပြီးမောင်မီသွားခဲ့တယ်အိမ်ခန်းထဲကမှန်ဟောင်းကြီးကလည်းလုံးဝပျောက်ကွယ်သွားနေပြီးအောင်မင်းတို့ဟာအဲ့ဒီအိမ်ကနေချက်ချင်းထွက်သွားခဲ့ကြပြီးဘယ်တော့မှနောက်ကျောင်းပြန်လဲမကြည့်ကြတော့ဘူးသူတို့အခုထိမသိလိုက်တာကတော့အဲ့ဒီတစ်သားယုတ်ဟာ အင်းရဲ့ပိုင်ရှင်ဟောင်းကမနာလိုတဲ့စိတ်နဲ့သူ့ဇနီးကိုပိတ်လောင်ထားတဲ့ဝိညာဉ်ထဲတဲ့ရုပ်တုဖြစ်ပြီးမှန်ဟောင်းကတော့အဲ့ဒီဝိညာဉ်ကိုထိန်းချုပ်ထားတဲ့မော်ဝင်မှန်တစ်ချက်ဖြစ်တယ်ဆိုတာပါပဲတစ်သားယုတ်ကမှန်ကိုဖျက်ဆီးလိုက်တဲ့အခါဝိညာဉ်ဟာထွက်ပြေးလွတ်မြောက်သွားတာလားဒါမှမဟုတ်တစ်သားယုတ်ရဲ့ကိုယ်ပွားဖြစ်ပြီးအခုချိန်ထိလွတ်လပ်စွာလဲလှယ်နေတာလားဆိုတာဘယ်သူမှမသိနိုင်တော့ပါဘူး